Thank you. ရွှေကုံမီဒီယာကနေတင်ဆက်ပေးမယ့် သတင်းကတော့ကမ္ဘာရေနံစင်းုံမြင့်တက်နေတော့လဲကျူတင်မှယူထားခြင်းကြောင့်73စီဖူလုံမှုရှိတယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ကမ္ဘာရေနံစင်းုံမြင့်တက်လာမှုကြောင့်အရှပစိဘိတ်ဒေသအတွင်73စီစင်းုံမြင့်တက်ခြင်းနဲ့အတူပြည်ရင်း73စီစင်းုံများမြင့်တက်လာတော့လဲကျူတင်မှယူထားခြင်းကြောင့်73စီဖူလုံမှုရှိကြောင်းသိရပါတယ်။ပြည်ရင်း73စီစင်းုံများမြင့်တက်တော့လဲပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကဖြစ်ပေါ်ခဲ့သောစင်းုံများထက်တက်တာရုံနေပြီးပြည်ပမှ73စီတင်သင်္ဘောများအဆက်မပြတ် ဝင်ရောက်လျက်ရှိကြောင်းသိရပါတယ်။လက်ရှိပြည်ရင်း73စီစဉ်တို့ဟာပြီးခဲ့တဲ့နှစ်စံပိုင်းဇန်နဝါရီလနဲ့ဖေဖော်ဝါရီလများတွင်ဖြစ်ပေါ်ခဲ့တဲ့စီစဉ်တို့များထက်တက်လီတာနှင့်စက်တရာမှစက်တရာ50ခန့်အထိတက်တာယုံနယ်လျက်ရှိကြောင်းသိရပါတယ်။ဒါအပြင်ဇိုတင်မှယူထားတဲ့အစီအစဉ်အတိုင်းပြည်ပမှာ73စီတင်သင်္ဘောများလည်းအဆက်မပြတ်ဝင်ရောက်လျက်ရှိပြီးအရန်စီများလည်းနှစ်ပတ်စာခန့်ရှိနေကပြည်ရင်းမှာ73စီဖူလုံမှုရှိကြောင်းလည်းသိရပါတယ်ရှင်။ thank you